င်္ဂါသားသမီးတွေဖို့ယခုရက်အပိုင်းတည်းမှာတော့လုပ်ငန်းအစ်တလေးတွေအယောင်းဝယ်အစ်တကလေးတွေဖြစ်ပေါ်လာနိုင်ပါတယ်တစုံတယောက်ကနေပြီးတော့လာရောက်ပြီးစတူလုပ်ဖို့ဖက်ဆာလုပ်ဖို့ခေါ်ယူလာမျိုးကြုံရတတ်ပါတယ်လာပြီးကန့်လန့်တဲ့သူတွေမှာတောက်ကြသားသမီးအင်္ဂါသာသမီးပဲထပ်ပါလာရင်ကို့အတွက်ထာဝရအကျိုးပေးနိုင်ပါလေလက်ခံလိုက်ပါရှင် ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ထို့တူပဲစီးပွားရေးနဲ့ဆိုင်သောအမှုကင်းများတွေနည်းနည်းလေးကြုံတွေ့ရတတ်တယ်ကိုထုတ်လိုက်တဲ့လက်မှတ် sign အမှတ်သားကြောင့် ကိုကိုမင်းမြန်ခေါ်ယူတာလို့လဲကြုံတွေ့ရတတ်ပါတယ်ခဏပါရှင်မိမိကအနံ့ရမှာဖြစ်ပါတယ်မိမိအိမ်ကိုနိုင်လေးတလုံးလက်ဆောင်ဝင်လာရင်လဲနမိတ်ကောင်းပါတယ်ရှင်ထီထိုးလိုက်ပါဝင်နှန်းဖြစ်ပါကလည်းမိမိပြောင်းလို့တော့နေရာကိုပြောင်းခွင့်ရပြီအဲ့ပြောင်းလိုက်တဲ့နေရာလဲသူ့အတွက်အချိုးပေးတဲ့နေရာမျိုးဖြစ်ပါလိမ့်မယ်ပြိုရသူတွေဖို့ချစ်သူနဲ့ ဒီရက်တည်းမှာနည်းနည်းလေးစိတ်တိုင်းမကြလို့တယောက်ကိုတယောက်မခေါ်မတွေ့ပဲနေနိုင်တဲ့ရက်ကာလလေးဖြစ်ပါတယ်။အိမ်တော်ဒယ်ရီဖို့လေအိမ်တော်ဘက်ကိုကုညီရခြင်းဆောက်ရှောက်ခြင်းကြောင့်ပင်ပန်းနေတဲ့ကာလဖြစ်ပါလိမ့်မယ်ရှင်။ကျမ်းမာရေးအနေနဲ့တော့ဒီနှစ်ထဲမှာဒီရက်ပိုင်းတွေမှာအင်္ဂါသာသမီးတွေဒေါန်ဒေါန်ပြီးအောင်ကောင်းနေပါလိမ့်မယ်။ဒါပေမဲ့မိမိမိသားစုထဲမှာ ကလေးငယ်တယောက်ဗုဒ္ဓဟူသားသမီးလေးတယောက်များရှိခဲ့ရင်တော့ကျမ်းမာကြီးနည်းနည်းညံ့တတ်ပါတယ်လူဆိုင်လိုက်ပါကလေးလေးကိုကံကောင်းတဲ့နံပါတ်လေးကတော့9ကဏန်း1ကဏန်း2ကဏန်းဖြစ်ပါတယ်ဒီတစ်ပတ်အတွင်းမှာအင်္ဂါသားသမီးတွေအသုံးပြုမယ်ဆိုရင်တော့အနီရောင်လေးဟာအချိုးပြည့်တဲ့အရောင်လေးဖြစ်ပါတယ်အယူကြည့်တဲ့ကိစ္စလေးမှာအနီရောင်လေး ဝတ်သွားတာမျိုးအနည်းအောင်အဆောင်လေးတစ်ခုယူသွားတာမျိုးလုပ်ချင်းဖြစ်လေသူလှုပ်လိုက်တဲ့အလုပ်တွေကောင်းကျိုးကိုအထောက်ပြုပါလိမ့်မယ်ဒါကြောင့်လဲအင်္ဂါသာသမီးတွေဒီတပတ်တွင်းမှာကံကောင်းစီရန်အတွက်နန်းကြီးတုတ်ကလေးကိုဖျားမှာနှစ်ပွဲလေးလှူလိုက်ပါရှင်မိမိလိုချင်တဲ့အကြောင်းအရာတွေအားလုံးပြည့်စုံတော့မှာဖြစ်ပါတယ်